တုတ်ပြည်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျမ်းမာကပြောပါတယ်။မြောက်တကောင် ရှိမှငါပြောသည်နဲ့ပတ်စံထုတ်ချထားကြည်ပါ။ငါပြောသည်ပဲရွေးမှာပါ။ ီပတ်စံထော့ကသူကြိုက်တဲ့ငပြောဒီပေါင်းမြောက်များစွာကိုဝယ်ယူနိုင်တယ်ဆိုတော့သူမသိလို့ပါ။ဒါမှန်ပဲလေခင်ဗျားအလုတ်နဲ့စီးပွားရေးကိုခြားပြရင်ဒီတော်တော်များကအလုတ်ကိုပဲရွေးချယ်ပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးလုပ်ငန်းကလောက်အားခလာစာတဲ့အကျိုးအမြတ်ပုံမရနိုင်တဲ့ဆိုတာလူတွေကိုမသိလို့ပါ။ထို့လူတွေမသိလို့ပါ။လူအတော်များများကဆင်းရဲပြီးဆင်းရဲနေပါ ။ဘာဖြစ်လို့လဲဆိုတော့စီးပွားရေးလုပ်ငန်းရဲ့အခွင့်အလမ်းတွေကိုနားလည်သဘောပေါက်ဖို့ရတေချာလေးလားလေ့ကျင့်ထားခြင်းမရှိလို့ပါ။လူတော်တော်များများဟာစာတင်ကန်တွေမှာအချိန်တော်တော်ကုန်ခဲ့ပါတယ်။စာတင်တာတွေကလည်းလစာအတွက်အလလောက်ကြတာပါ။သူတို့အတွက်အလုံးမလောက်တာကများပါတယ်။ကို့အနာကအတွက် investment မလုပ်တာဆိုကိုဆိုလိုပုံရပါတယ်စီးပွားရေးလုပ်ငန်းကရလာတဲ့အကျိုးအမြတ်ဟာလာစာထက်အများကြီးတာပါတယ်လောက်ခလာစာကစားတောင်းနေထိုင်မှုကိုသာဖြည့်ဆည်းပေးနိုင်ဖို့ဟာဖြစ်ပြီး profits ကတော့ခင်ဗျားရဲ့အနာဂတ်အခွင့်အလမ်းတွေဖြစ်ပေါ်စေမှာဖြစ်ပါတယ်